ရားလောင်းကသိပြီးတော့ချမ်းသာကြွယ်ဝတဲ့တတိယတူဖြစ်တယ်တရားတရားနဲ့ပြည့်စုံတယ်ဉာဏ်ပညာနဲ့ပြည့်စုံတယ်အလှမ်းတဲ့ကြီးတွေကို အကြီးအကျယ်ဆောက်ပြီးတော့လှူတယ်ဒီနေ့တော့ဂန္ဓမာရဏတောင်မှာတရင်သုံးတဲ့ပြည့်စေကဗုဒ္ဓအရှင်မြတ်တပါးကဒီရောဒသမဘကထမ့်ပြီးတော့အဲ့ဒီတတိယကြီးကိုချီးမြှောက်မယ်ဆိုပြီးတော့တပိတ်ပိုက်ပြီးတော့ကောင်းငင်ခရီးကနေဇန်ရင်စီးပြီးတော့ဖရာလောင်းတတိယကြီးရဲ့အိမ်ဘဝမှာတပိတ်ကလေးပိုက်ပြီးတော့ရက်တယ်အဲ့ဒါကိုမနကသိတယ် သိတဲ့အခါကျတော့မနတ်ကစဉ်းစားတယ်ဒီတတိရဲ့အလှူအန်တွေကိုငါပြုမယ်အဲ့ဒါဆိုလို့ရှိရင်ဒီတတိလည်းပဲကုသိုလ်ကောင်းမှုတွေကဆုပ်ယုပ်ကြရောဟောဒီပြည့်စေကဗုဒ္ဓအရှင်မြတ်လည်းပဲဒီနေ့မှဆုံးမစားရရင်ပြိဋိဘံဆံမှာခုနှစ်ရက်တိတိသူကမစားခဲ့ရဘူးလေအေးဒီပြည့်စေကဗုဒ္ဓအရှင်မြတ်လည်းပြိဋိဘံဆံရောတန်တရာကလွတ်အောင်လုပ်တဲ့လူကိုမာနကသိပ်ပြီးတော့သူကကြည်ရတာမဟုတ်ဘူးတတ်နိုင်မြတ်သူကနှောင့်ရှက်တာ အဲ့ဒါကြောင့်မလို့သူကတစ်ချက်ခုတစ်ချက်ပြတ်နော်ဘာလို့လဲဆိုတော့အဲ့ဒီတထင်းရဲ့အိမ်ဘဝနဲ့တထီးကြီးရဲ့အိမ်ကြားထဲမှာအင်မတန်နဲ့တဲ့ရှာမီကြီးကလေးကြီးကိုဖန်ဆင်းလိုက်တယ်နော်ရေရေပြောင်တောက်လောင်နေတယ်အပေါ်ကိုအယောင်တွေတက်နေတယ်အနာနာဘယ်သူမှမကန့်နိုင်ဘူးအဲ့ဒါတထီးကြီးကမသိမသိတော့သူကစိုးတော်တုန်းကစဒီဟာကြီးမဖန်ဆင်းခင်ကစပြီးတော့ပြည့်စေကဗုဒ္ဓါကိုအရှင်မြတ်ကိုမြင်လို့ သူ့ရဲ့အခိုင်းအရှေတယောက်ကိုတပိတ်ကိုသွားပြီးတော့ယူခိုင်းတာငါဆွလောင်းမယ်အဲ့ဒီမှာအခိုင်းအရှေကအဲ့ဒီတပိတ်ကိုယူပြီးတော့တတိကြီးကိုပေးတော့တတိကြီးကဟုတ်ပြီယူပြီးတော့အဲ့ဒါကိုနန္တာကြီးတွေဘာတွေနဲ့ဆေးပြီးတော့သားမျိုးတမင်းဟင်းတွေထည့်ပြီးတော့ကင်ကတ်ချီလို့ခိုင်းလိုက်တော့ဟိုလူကသွားမယ်လို့တော့သွားတယ်ကလမ်းကမရှိတော့ဘူးမိကြီးတွင်ကြီးခံနေတယ်အဲ့ဒါနဲ့ကြောက်ပြီးတော့ပြန်လာတာငကိုယ်တော့မှမရှိပါဘူးဒါဘာဖြစ်တာလဲကဘာမြန်ပြည့်ချင်တာလားကြောက်ပြီးတော့ပြန်လာတာ အဲ့ဒါနဲ့တထေးကြီးကိုပြောတော့တထေးကြီးကဒါဧကန်နမနဲ့ရဲ့လက်ချက်ပဲဖြစ်မယ်ဉာဏ်ရှိတယ်တန်တရားမှာတတိနဲ့ဉာဏ်နဲ့ကျင်လည်ခဲ့တဲ့ပုဂ္ဂိုလ်ဆိုတော့ဉာဏ်ကသိပ်ပြီးတော့ကြီးတယ်အတွေးခေါ်ခေါင်းတယ်အဲ့ဒါနဲ့သူကဘာလုပ်လဲဆိုတော့အကင်မင်းမလူရဲ့ရင်ဒီနေ့တော့မနဲ့နဲ့ငါနဲ့စစ်ထိုးခြင်းဖြစ်ပြီးပေးပါအဲ့ဒီငါမင်းရဲ့တပိတ်ကိုဆိုပြီးတော့အဲ့ဒီတပိတ်ကိုဘုရားလုံးကကိုယ်တိုင်ကင်ပြီးတော့ဟုတ်လားကိုယ်တိုင်ကင်ပြီးတော့အဲ့ဒီမိကြီးတွင်နာကိုဖြတ်သွား မိကြီးတင်ဘဝရောက်ပြီဆိုတော့ဖရာလောင်းကဘာပြောသလဲဂါထာလေးတစ်ပုဒ်ရွတ်တယ်တခိရဲရဲတော့ပဲတတ္တာတရားယုံကြည်မှုရှိရင်ရဲရင့်နေဆိုတာလေးကိုဦးဇင်းတို့နားလည်စရာလေးပေါ့နိအဲ့ဒီမှာဖရာလောင်းကြီးကဘာရွတ်လဲဆိုတော့ကာမံပတ္တမိနေရယံဥဒ္ဒံပါရောအဝံတိရောနာနရိယံကရိတံမိဟန္တပိဏံပဋိက္ခာဂါထာလေးကတော့မများဘူးဗျာ အဓိပ္ပာယ်သိကောင်းတယ်နော်ဘာပြောလဲဆိုတော့ဗန္ဒီဘုံတော်ကြည်တော်မူသောပြစေကဘုရားအရှင်မြတ်ဖေယဩဒံတိရောဩဒံပါရောခြေတော်ကမိုးဘောကိုထောင်ပြီးတော့အဝန်တိရောခေါင်းကအောက်မှနေပြီးတော့ဤတရံငရဲသို့အဟံဖေယတပည့်တော်သည်ကာမံစင်စစ်တကယ်ကိုပဲပတာမိကြခြင်းကြပါစီ ဇောက်ထိုးမိုးမို့မိုးမြို့ပေါ့ဗျာဟုတ်လားခြေတော့ကမိုးပေါ်ထောင်းပြီးတော့ခေါင်းကအောက်ကငရေတွင်ကြီးတဲကိုကြကျင်ကြပါစေတဲ့အာဘုရားတပည့်တော်သည်အနရိယသူယုံမာတို့သည်ပြုတ်အပ်တဲ့မလှူခြင်းတီလမဆောက်တည်ခြင်းဆိုတဲ့သူယုံမာတို့ရဲ့လမ်းစဉ်ကိုနဂရိတမိဘယ်နည်းနဲ့မှမပြုတ်ပါအာငရေကြမယ်ဆိုလို့မကောင်းတာကိုမလုပ်ပါဘူးတဲ့ကျောင်းမြန်တော်ပြောတယ်နော် ဒကာသမားတို့ဥစဉ်တို့ဥဒုဥစဉ်တွေကတော့မကောင်းတာကိုလှုပ်ချင်သေးပေါ့ရင်ဟေးငရဲကြလိမ့်မယ်မကောင်းတာမလုံနဲ့ဟုတ်လားကောင်းတာလှုပ်ချအခုဒီမှာသူကဒီမကောင်းတာကြီးကိုလှုပ်လို့ငရဲကိုကြမယ်ဆိုရင်တောင်မှအဲ့ဒါကိုသူမလုံနိုင်ဘူးကောင်းတာကိုလှုပ်လို့ငရဲကြမယ်ဆိုရင်လည်းအဲ့ဒီကောင်းတာကိုလှုပ်မှာပဲမကောင်းတာကိုမလှုပ်လို့ငရဲကိုကြမယ်ဆိုရင်လည်းအဲ့ဒီမကောင်းတာကိုမလှုပ်ဘူးကြခြင်းကြမယ်ဆိုရင်ကြောင်းမြန်ပြောတာနော် ငရင်မကောင်းတာမလုပ်လို့ငရင်ကြမယ်ဆိုရင်တောင်းမကောင်းတာကိုမလုပ်ဖဲရှောင်အောင်မှာနည်းနည်းနားလေလားမသိဘူးစကားလေးကနည်းနည်းဝိုက်နေတယ်နော်မကောင်းတာမလုပ်လို့ရှင်လက်ပြည်ရောက်ဖို့ပဲရှိတယ်လေသူ့ဟာကမကောင်းတာမလုပ်လို့ငရင်ကြမယ်ဆိုရင်တောင်းငရင်ကိုကြကျင်ကြမစီမကောင်းတာကိုတော့မလုံးနိုင်ဘူးအဲ့ဒါလိုပြောတာအဲ့ဒါလိုပြောပြီးတော့ဗန္ဒီဘုံတော်ကြည်တော်မူသောပြည့်စင်ကဗုဒ္ဓရှင်မြတ်ဖေယဟန္တာလွတ်လွတ် ပဋိကဟံတပြည့်တော်ရဲ့ဇွမ်းကိုခံယူတော်မူပါဗျာအဲ့ဒါလိုပြောပြီးတော့အဲ့ဒီမိကြီးတွင်တဲ့ကို တခါလဲဆင်းချလိုက်တာဘာမှတော့မနေဘူးနော်မိကြီးတွင်တဲ့ကိုဘာလုပ်လိုက်တာလဲဆင်းချလိုက်တာအဲ့ဒါဦးဇင်းတို့ဟိုပရမတ္ထဒါနပါရမီလို့ပြောမယ်ဆိုရင်လည်းပြောလို့ရတယ်ဒီတဲ့ဆင်းရင်သူသိမယ်ဆိုတာသိတယ်သိချင်းသိပဲစီပေါ့နော်အေးအဲ့ဒါလိုမဖြစ်ထူးခင်အင်မတန်စမ်းကြဲတဲ့ လေးနဲ့တဲ့စိတ်တဲ့ကြီးအဲ့ဒါလိုဖြစ်တော့အင်မတန်ဆန်းကျယ်တဲ့လေးနဲ့တဲ့ကိစ္စကြီးကလည်းဖြစ်လာတယ်အဲ့ဒါပါလဲဆိုတော့အဲ့ဒီမိကြီးတဲကပဲဘရုံမာဂျာပန်ကြီးပေါက်လာတယ်တဲ့အဲ့ဒါကဘုရားလောင်းရဲ့ခြေထောက်ကိုစီးပြီးတော့ခံတာဒါကလည်းဦးဇင်းတို့ကတော့အင်မတန်ယုံကြည်ပါလေဘာဖြစ်လို့လဲဆိုတော့မိကြီးတွင်တဲ့ကိုဆင်းရဲတယ်ဆိုတဲ့တတ္တိလူတသန်းကိုတယောက်ရှိပါမလားမရှိအင်မတန်မဖြစ်စဘူးထူးခဲ့တဲ့ကိစ္စကြီးမဟုတ်လားအေး လူသာမန်တွေရဲ့စိတ်ထဲကဒီစိတ်ကလေးဖြစ်ပေါ်ဖို့ဟာမိကြီးတွင်တွေကနေကြာပန်းကြီးဖြစ်ပေါ်ဖို့တဲ့တောင်ခဲရင်မယ်လို့ထင်တယ်။အဲ့တော့သူ့အတူတူတန်ရတန်ရဖြစ်တာပေါ့။နော်ထူးကဲတဲ့စိတ်တက်ဖြစ်တော့ထူးကဲတဲ့အဖြစ်ပြက်ကြီးဖြစ်လာတာပေါ့။ဒီလိုပဲစဉ်းစားရတော့မှနော်။အေးဒါကြောင့်လောကကြီးကအဲ့ဒါလိုစမ်းကြည့်တာ။အဲ့ဒီမှာအဲ့ဒီကြာဘက်ပေါ်ကပဲတခါတည်းပန်းဝင်ပုံတွေကအပေါ်ကိုထွက်လာပြီးတော့ဘုရားလုံးရဲ့ခေါင်းပုံကိုကြေးချသေးသေးတဲ့သဘာဝတရားကကောင်းကြီးပေးတာပေါ့ဗျာ။ ဓမ္မဘက်တော်သားဆိုပြီးတော့ကောင်းကြီးပေးတာပေါ့အဲ့ဒီမှာဘုရားလောင်းကအဲ့ဒီကြာဖွင့်ပေါ်ကိုနင့်ပြီးတော့ဟိုဘက်ကန်းကိုရောက်သွားတာရောက်သွားပြီးတော့ကဲတပိတော်ရဲ့ဆွမ်းကိုခံယူတော်မူဘုရားဆိုပြီးတော့လှူလိုက်တာအဲ့ဒီမှာပြည့်စေကဗုဒ္ဓရှင်မြတ်ကလည်းအဲ့ဒီသပိတ်ဝန်းတာပါစီတော့ဆိုပြီးတော့ဘာလုပ်လဲဆိုတော့ကောင်းငင်ကိုအဋ္ဌဌံနဲ့မြှောက်ပလိုက်တယ်အဲ့ဒီသပိတ်ကကောင်းငင်ကနေဝဲပြီးတော့ပြန်သွားတာပြန်သွားပြီးတော့အဲ့ဒါကိုဂန္ဓမာရဏတောင်တိမြင်ရတဲ့ဒီမြင်ကွင်းကိုပြည့်စေကဗုဒ္ဓအရှင်မြတ်900လောက်ဖုံးပေးတာမကုန်ဘူး ဒါသူသူသူ့ရဲ့သဘောတဘာဝလေးတွေပေါ့နော်အေးအဲ့ဒီမှာမြတ်စွာဘုရားကအနာရပင်တထေးကြီးကိုတထေးကြီးတဲ့အဲ့ဒီတုန်းကမန်နဲ့လိုတကိုးသိပ်ကြီးတဲ့နတ်တယောက်ကတားတာတောင်မိကြီးတင်းနဲ့ကြကျင်ကြပစင်ငါကောင်းတာကိုလုပ်မယ်ငါမကောင်းတဲ့အလုပ်ကိုတော့မလုပ်နိုင်ဘူးဆိုပြီးတော့ငါလုပ်ခဲ့တာတင့်တဲ့အံ့ဩစရာကောင်းတယ်မဟုတ်လားတဲ့